အခု NLD တမိုင်းရောက်ဆက်ရမယ်ဆိုလို့ရှိရင်အရင်တစ်ခါပြောတော့ပေါ့နော် NLD ဥဆောင်တဲ့အပိုင်းမှာဆိုလို့ရှိရင်နေရာလူတွေဆိုရဲဆိုတာဘာမှမရှိခဲ့ဘူးပေါ့တယောက်နဲ့တယောက်နေရာပေးတာတယောက်ပေါ်တယောက်စားဆောင်တာရဲဘော်ရဲဘက်စိတ်ပြီးခိုင်ခိုင်မာမာလုပ်တာဒါဟာဒီမိုကရေစီဖွဲ့ချုပ်မျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ရဲ့အခြေခံမူတွေပဲဖြစ်ပါတယ်အခြေခံတံပိုးထားတွေပဲဖြစ်ပါတယ်အဲ့တော့ဒီလိုမူတွေနဲ့တံပိုးထားတွေနဲ့စတင်ပြီးတော့ထူထောင်ခဲ့တဲ့နိုင်ငံရေးပါတီကို ဘယ်လိုပုံကိုယ်တွေကဝင်းရံခဲ့တယ်လဲပေါ့နော်ဘယ်လိုပုံကိုယ်တွေကစပြီး energy ထူထောင်လဲရပါဝင်ကြခဲ့တယ်ဘာကြောင့်ပါဝင်ကြခဲ့လဲဆိုတာကိုလည်းပြည်သူတွေသိပိုင်မရှိဘူးအထူးဖြင့်ပေါ့နော် energy ရဲ့တမိုင်းကြောင်းကိုမသိတဲ့အခါကျ energy ဆိုတာဘာလဲပေါ့နော်တချို့ကမမွေးခင်က energy ကပေါ်နေပြီနော်တက်30အောက်ဆိုလို့ရှိရင် energy မရှိတဲ့အချိန်မှာမမွေးသေးဘူးပြီးတော့ energy ဆိုတာနိုင်ငံရေးပါတီတခုအနေနဲ့ပဲသိကြတာများပါတယ်ဒါနဲ့ကျမတို့ကတာဝန်နိုင်ငံရေးပါတီတခုမဟုတ်ဘူးလို့ ရဲဝဝင်ပြောချင်ပါတယ်ဒီမတော်ကနေပြောရည်ရချက်တစ်ခုအတွက်ယုံကြည်မှုတစ်ခုအတွက်အွန်တိုင်တစ်ခုအတွက်သိသိဆန်းဆန်းထူထောင်ခဲ့တဲ့နိုင်ငံရေးပါတီပါခက်ခက်ခဲခဲကြားရတယ်နေပြောအမျိုးမျိုးပေါ့နော်အခက်ခဲတွေကြားရတယ်နေပြောရက်တီကိုလည်းစ조사ခဲ့ရတယ်ရုံးကန်ခဲ့ရတဲ့ပါတီတစ်ခုဖြစ်ပါတယ်စ조사တဲ့ရုံးကန်နဲ့ပါတီစ조사တဲ့ရုံးကန်နဲ့ဆိုတော့ဒီကေတော့ပါတီအဖွဲ့ဝင်တွေစ조사ရုံးကန်တော့ပါပဲဒီပါတီအဖွဲ့ဝင်တွေဒီလိုအဖွဲ့ဝင်တွေရှိလို့ ျမတို့ပါတီကဒီလောက်ကြာကြာတည်တတ်ခိုင်နေမှန်ခဲ့တယ်။ဒီလောက်အထိခီးရောက်ခဲ့တယ်။ကျမတို့ခီးကမဆုံးသေးပါဘူး။ဒါပေမဲ့ဒါတွေကတော့နောက်ဆယ်ရန်ရှိသေးပြီပေါ့နော်။အခုဒီနေ့မှဆိုလို့ရှိရင်နော်ကျမတို့ကတော့အဲ NLD ဟိုးစကရေထူထောင်ကလေးကပါလာတဲ့ NLD အဖွဲ့ဝင်တယောက်နဲ့မိတ်ဆက်ပေးခြင်းနဲ့အများတော့တည်ပြီးသားတော့ဖြစ်မှာပါ။အဖွဲ့ဝင်လို့ဆိုကြတဲ့ NLD မိသားစုဝင်လို့ပြောခြင်း။ဘာဖြစ်လို့လဲဆိုတော့ဒီဟိုကျမတို့ပါတီရပ်တည်နိုင်ဖို့အတွက်ကရဲဘော်ရဲဘက်စိတ် အင်တာမှအရေးကြီးပါတယ်ရဲဘော်ရဲဘက်စိတ်ဆိုတာကျွန်တော်ခဏခဏချင်းချင်းပြောပါတယ်မိသားစုစိတ်ဓာတ်တွေတောင်မှပို့ပြီးတော့ခိုင်ပါတယ်ရဲဘော်ရဲဘက်ပုံမှာစောင့်ပေးရတဲ့သစ္စာရဲဘော်ရဲဘက်အတွက်ခံအနစ်နာခံမှုဆိုတာကိုယ်မိသားစုအတွက်ကိုယ့်ရဲ့သွေးသားရင်အတွက်အနစ်နာခံမှုသစ္စာစောင့်မှုတွေတောင်မှပို့ပြီးတော့သားတယ်လို့ကျွန်တော်တို့အများပဲပြောပါတယ်ကျွန်တော်တို့ energy ဖွဲ့ဝင်နေတာဟိုမကြာခဏအချင်းကြာခံခဲ့ရတယ်ဒီကျွန်တော်တို့တမိုင်းတစ်လျှောက်မှာဆိုရင် ဘယ်ဘလောက်ဘလောက်ဒီလိုအခြေအနေရရှိခဲ့ပြီဆိုတာဒီမှာတော့တစ်ချိန်တစ်ခါမှဆိုလို့ရှိရင် energy ရုံးပေါ်မနဲ့သွားလို့ရှိရင်ညတော့ဘယ်လိုဖောက်ခါရလဲဆိုတာအများကြီးမေးရတယ်အဲမေးတဲ့အခါကျရင်ဘယ်ဘယ်နေရာမှာတော့ဘယ်သူဘယ်နေရာမှာတော့ဘယ်သူပေါ့နော်တတိုင်းပြေလို့အဲတော့ကျမတို့ကတော့အခွဲချုပ်ဟိုကညကုန်မှာမျိုးဆိုင်တာပေါ့နော်ဆရာဇော်ကတော့အစကြေကမန္တလေးကအဲ့တော့ဆရာဇော်ကတော့ဆရာဒေါက်တာဇော်မြင့်မောင်ကတော့အများကြီးပြီးတော့အမ် မန္တလေးတိုင်းဝန်ကြီးချုပ်အနေနဲ့တည်ကြမှာဖြစ်ပါတယ်တချို့ကတော့အကြဆုံးအကြီးကြခံရတဲ့နိုင်ငံရေးအကျဉ်းသားတယောက်အနေနဲ့တည်ကြတာလည်းရှိပါတယ်ကျမတို့ NLD အတွက်ကတော့ကျမတို့ရဲ့တကယ့်အမှားကအစဦးရေကနဦးရေကပါလာခဲ့တဲ့ NLD ရဲ့ဘော်ရဲ့ပဲတယောက်တဦးမြင်နဲ့ကျမတို့ကတောင်းပန်ထားတာပါအဲ့တော့ဆရာအနေနဲ့အခုပြောပြစီချင်တာဆရာဘာဖြစ်လို့အစလုံးက NLD ကိုဝင်ဖို့ဆုံးဖြတ်လိုက်လဲဆိုဆရာတို့ကတော့ NLD မထူထောင်ခင်တော့ကျောင်းလေးတယောက်တည်တာမဟုတ်ဘူး ဟို1988ရှေ့လေးလုံးရေးတော့ပုံမှာကျွန်တော်ကအစိုးရဝန်ထမ်းမန္လီစီတိတ်ကတူမှာကျွန်တော်စီဝါတာလုပ်ထမ်းတာမှာအလုပ်လုပ်နေလို့ရှိပါတယ်အဲ့တော့ရှေ့လေးလုံးရေးခင်းဖြစ်လိုက်တော့ကျွန်တော်ထဲထဲဝင်ဝင်နိုင်ငံရေးတော့ကရရောက်သွားအဲ့တော့မန္လီစီတိတ်ကတူတပိတ်ဆရာများတက်မကမှာကျွန်တော်အတွေ့ရမှုပါနောက်တစ်ခါကျွန်တော်တို့ထပ်မမှာပြီးဆရာများတက်မကဖော်လိုက်တော့ကျွန်တော်တော့အတွေ့ရမှုအဲ့ဒီတွေကနိုင်ငံရေးလောကတွေရောက်သွားလိုက်တာအဲ့တော့ဒါနဆိုင်ရာအရာကျွန်တော်အပြစ်ပေးအရေးယူခံမှာပေါ့အဲ့တော့ပါတီတွေကျွန်တော်တို့ထောင်လိုက် အဲ့တော့ကျွန်တော်အလုတ်ကမထွက်ရသေးတော့အောင်စုတင်ခေါင်းဆောင်ပြီးတော့ပေါ့နော်ဦးအောင်ကြီးဘိုးဘိုးတေဦးရဲ့အမရဲ့တုံးမှုဖွဲ့တဲ့ဟာမှာကျွန်တော်တို့ကရှစ်ဆစ်ရှစ်မှာတော့ကျွန်တော်ကတစ်နှစ်လုံးဒီပါတီဝင်မှုအတွက်ပါတီကိုလေ့လာလိုက်တာပေါ့လေ့လာလိုက်တဲ့အခါကျတော့ရှစ်လေးလုံးကနေမွေးဖွားတဲ့ပါတီကြီးဖြစ်တယ်ခေါင်းဆောင်တွေကိုကျွန်တော်လေ့လာလိုက်နောက်တစ်ခါဦးအောင်ကြီးထွက်တော့ပါတီကွက်တော့နှစ်ယောက်ထဲကျန်တဲ့အချိန်မှာလည်းကျွန်တော်စိတ်ပိုင်းဖြတ်လိုက်တာကဦးတင်ဦးနဲ့ဘိုးဘိုးကြီးဦးတင်ဦးနဲ့ အမားတို့ရဲ့ပါတီ NLD ကိုဝင်တော့မယ်ဆိုပြီးကျွန်တော်အလုပ်ကရောပြီးထွက်ရပါတယ်မိုင်းအဲ့ထွက်ပြီးတော့86မှာလည်းကျွန်တော်စပြီးတော့ NLD ဖွဲ့ဝင်ဖြစ်ပါတမန်ဖွဲ့ဝင်လေးပါမှဘာမှတာဝန်မှာပြီးမခံရသေးပါဘူးဒါပေမဲ့1990မှာကျွန်တော်ကမရဘူရမြို့နေရာနေကျွန်တော်ဘီကော့ပွဲဝင်စီချင်ပါလေလို့ပြောလိုက်တော့ကျွန်တော်လက်ခံပြီးတော့အဲ့ဒီလည်း NLD ဖြစ်သွားတာပါမှဟုတ်ဖြတ်ပြီးပြောရမယ်ဆိုရင်ဆန်စွန်မြင့်မှာ1990ရွေးကောက်ပွဲမှာလုံးဝလည်း NLD ကိုစေတရားအနေနဲ့ပြည်သူကရွေးချယ်ခံခဲ့ရတယ်။နောက်ပြီးတော့လည်း2010ဈာပြရွေးကောက်ပွဲမှာလည်းတခါဟိုဆရာဆရာဆိုအနေပြီးတော့ပြည်တော်စုစုတော်အတွက်အရေးချယ်ခံရတယ်။အခု2015မှာလည်းဆရာအနေပြီးတော့တိုင်းတိုင်းစုတော်အတွက်အရေးခံခံခဲ့ရတယ်ပေါ့နော်။ပြည်တော် NLD ကိုစေတဲ့အနေနဲ့အဲ့တော့ဆရာကသုံးတာပွားပေါ့ဟုတ်တယ်မသုံးတာပွားလေးတာပွားဖြစ်အောင်ကြိုးစားအဲ့ပါတယ်ဗျလေးတာပွားဖြစ်အောင်ကြိုးစားအောင်ကျွန်တော်တို့ကျွန်တော်တယောက်တည်းနဲ့မဟုတ်ပါဘူး ပြည်တော်စုမှာဝင်ပြိုင်တဲ့ကိုယ်စားလှယ်တွေအားလုံး NLD ကိုယ်စားလှယ်တွေအားလုံးစူးစမ်းရမှာဒီတစ်ခေါက်ပဲအဲ့တော့ဆရာအနေနဲ့ဆိုလို့ရှိရင်ဆရာအဲ NLD နဲ့ပတ်သက်လို့ပေါ့နော်ဟိုပြည်သူကိုပြည်သူကိုသိစေခြင်းနဲ့အကြောင်းအရာတွေထဲမှာဘယ်ဟာအထိထိဆုံးရလဲဘယ်ဟာအရေးကြီးဆုံးလို့ဆရာထင်ကျွန်တော်တို့88 BK တဲ့ကိုကကျွန်တော်တို့ရဲ့တာမန်လူတွေပေါ့နော်အဲ့လိုကကျွန်တော်တို့ကစနစ်ပြောင်းညင်တာပဲတည်ဒီမိုကရေစီဆိုတဲ့စကားလုံးကိုကျွန်တော်တို့ဟို ကိုကိုကိုတော့ကျွန်တော်တို့ကပညာတတ်လူတန်းစားလို့သတ်မှတ်ထားလိုက်တော့အဲ့ဒီပညာတတ်တွေထဲမှာလွတ်လပ်စွာရွေးချယ်ခွင့်လို့လွတ်လပ်စွာပေါ်ပြောခွင့်လွတ်လပ်စွာဆူယုံခွင့်ဆိုတဲ့ဘာလွတ်လပ်ခွင့်မှာမရခဲ့တဲ့ကာလကြီးတစ်ခုကိုဖြတ်လာတော့ကျွန်တော်တို့လွတ်လပ်ခွင့်တအားနဲ့လိုချင်တော့အပြောင်းလဲတစ်ခုကိုလည်းလိုချင်အဲ့လိုအပြောင်းလဲတစ်ခုလိုဆိုရှင်ကျွန်တော်တတိပုဂ္ဂလတဦးတည်းအနေနဲ့လှုပ်လို့မရဘူးဆိုတာလည်းအဲ့ဒီလည်းကျွန်တော်သဘောပေါက်အဲ့တော့ပါတီရွေးရမယ်အဲ့တော့နိုင်ငံရေးပါတီမှာခေါင်းဆောင်ကောင်းလေးရှိမှအရေးကြီးပါတယ်အဲ့တော့ခေါင်းဆောင်ကောင်းလေးရှိတယ်တနိုင်ငံလုံးကိုလည်းခြုံပြီးတော့ အဲလူထုကိုကျွန်တော်တို့စစ်မှန်တဲ့ဒီမိုကရေစီခံမှတ်ခံတယ်လူအခွင့်အရေးတွေလူခွင့်ရေးတွေအမှတ်ခံနေတဲ့ပါတီကြီးလေတော်တယ်ကျွန်တော်ကတော့ NLD ပဲမြင်တယ်အဲ့တော့စနစ်ကြီးပြောင်းမှုလူတယ်စနစ်ပြောင်းမှုဆိုရင်တော့ကျွန်တော်တို့နိုင်ငံရေးတော့ဟိုဟာဟိုမှာတော်တော်များများတော်တော်များများဆိုတော့ပြည်ညတ်တက်ကောအားလုံးပေါ့အလွှာတီးတီးကဝင်ပြီးလုပ်ဖို့လူတယ်ဆိုတော့ရည်ရွယ်ချက်နဲ့ကြီးလိုက်တဲ့အခါကျတော့ရည်မှန်းချက်ကတစ်က NLD ဖွဲ့လိုက်ကြတဲ့ကနောက်တစ်ချိန်မှာမြန်မာနိုင်ငံမှာမိသည့်အာဏာရှင်စနစ်မျိုးကိုမှာ မဖို့ပေါ့ကြီးဆိုတဲ့စကားလုံးကိုလည်းကျွန်တော်သဘောကျတယ်။နောက်အခုအမတ်ခံမဲ့လူခွင့်ရေးတွေအမတ်ခံတဲ့စနစ်တစ်ခုပေါ်ပေါ်ဖို့လို့လည်း MND ကအမတ်ခံတယ်။ဆိုတော့ဒီဟာနှစ်ချက်ကကျွန်တော်အတွက်တော်တော်ကျွန်တော်တို့အတွက်တော်တော်အရေးကြီးတယ်။အဲဒါကြောင့်မို့ MND ကိုဝင်ပြီးတော့အဲကျွန်တော်တို့အပြောင်းလဲစနစ်တစ်ခုအပြောင်းလဲကိုတည်ဆောက်မယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်ချက်နဲ့ကိုဝင်ခဲ့တာပါ။အဲ့တော့ဆရာတထောင်ကိုအကူစင်မှာဆရာတို့ရွေးကောက်ပုံပင်တော့ဟိုကတော့ဟိုစာအခြေချုပ်ခံနေရပြီပေါ့နော်။အဲ့တော့ဒီရွေးကောက်ပွဲ ဈေးဥရေးတွေပါလေဖြစ်စီနေတယ်မှာတော့တိတ်မပါခဲ့အောင်အဲ့တော့အဲ့ဒီတော့က1990ခုနှစ်ကုညစ်တုန်းကလေပြည်သူကတော့အပြတ်တန် NL ကိုဟုတ်ပါဘူးဟိုစာထောက်ခံတာပဲဘာကြောင့်ပြည်သူကဒီလောက်တောင်မှ NL ကိုလှမ်းနိုင်လဲလဲ1990ခုနှစ်တုန်းကထောက်ခံခဲ့တဲ့သူဆရာချင်းမဟာရေကျွန်တော်ထုတ်ကို90စီယုံကြီးအကြောင်းလေးနည်းနည်းလေးပြောချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီခုခေတ်လူကားတွေစိုက်ကြတွေမရှိဘူးမှာကျွန်တော်တို့မရဘူးသားကိုကျွန်တော်တို့မက်ဆန်နန်နဲ့အရှိချမ်းဘက်ကိုကျွန်တော်တော့ပြန်ရတယ် အရှိချမ်းဆိုတာကျွန်တော်အားလုံးကပြောနေတာကျွန်တော် energy မနိုင်နိုင်ဘူးလို့တတ်မှတ်ဘာလို့ဘာလို့လဲဆိုတော့အဲ့ဒီဘက်ကကျွန်တော်နဲ့ပြိုင်မယ်တိုင်းနန်းစီလုံးညီညွတ်ရေးပါတီကရင်းလုံးကမရဘူရာရဲ့မဟာတာဥက္ခရဥက္ခရဖြစ်တဲ့တဆညပါတီရဲ့အမာခံပေါ့နော်နောက်သူလက်ထက်ကဒေသမားတွေပေါ်မှာသူသိမဖိနှိပ်ခဲ့ဘူးအဲ့တော့အားလုံးကမဖြစ်လာလဲဆိုတော့သူနိုင်လိမ့်မယ်ထင်ကြတာပေါ့တုံ့တက်ကြဒါပေမဲ့တကယ်တမ်းကျတော့ပြည်သူလူထုက ဒီစနစ်ကြီးတစ်ခုလုံးကိုခုနပြောလို့ကျွန်တော်ပြောလို့ဖိနှိပ်ခံကြရတော့အပြောင်းလဲတစ်ခုလိုချင်။အော်လားပြိုင်တဲ့သူကအဲ့ဒီရဲ့ကိုကခုတောင်းနဲ့ဂျေဗျူဆိုတာလားကျွန်တော်တို့ပြည်သူရဲ့ရင်ထဲမှာဆွဲနေပြီလား။အဲ့တော့ပြည်သူကိုတရလုံးကလည်းအပြောင်းလဲလိုချင်တယ်။နောက်တစ်ခါပြောကြတာပေါ့နော်။သူတို့ကထင်လားဂယုဏမဲတွေရတယ်လို့ထင်တာကျွန်တော်အဲ့လိုမထင်ဘူး။အဲ့ဒီရဲ့ပြည်သူတွေကအပြောင်းလဲလို့ဂယုဏမဲဆိုတာဘယ်ဘာလို့ဆိုလို့လား။သူတို့ကပြောတာပေါ့လေနိုင်ပြီးတော့မှသူတို့ကသုံးသက်ကြတာပါ။ဂယုဏမဲရတယ်ဆိုတာ ဟိုမုံလို့ရွေးစရာမရှိတော့လို့ကျွန်တော်တို့ပေးလို့ NLD ပေးလို့ပေးမတူဘူးလေဆရာကဒီနာမဲဆရာတရားရောက်ပေါ်မှာအကြောင်းအကြောင်းတစ်ခုချောင်းဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုပေါ်မှာအကြောင်းအကြောင်းတစ်ခုချောင်းဂယူနာတက်တာပေါ့နော်အဲ့ဒါပေါ်ဆိုမိုက်ဦးမလင်းလင်းပြောရဲညမဆိုဆိုင်လေးလမ်းစဉ်ပါတီကနေအပြင်ပြောင်းသွားလိုက်တဲ့တိုင်းသားစီလုံးညီညီပါတီဘောမကြိုက်တဲ့အတွက်ကျွန်တော်တို့ဂယူနာမဲပြလိုက်တာ ရွေးစရာတိတ်မရှိတော့ကျွန်တော်တို့ရတော့တယ်ဆိုပြီးတော့ဂီယူနာမဲလို့ပြောတာမှအဲ့ဒါကိုကျွန်တော်တို့နိုင်တယ်လို့ပြောတာဆရာများသနာပြီးပေးတာလားအဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလုံကညအိတ်ကိုခီးဆင်းရတယ်မှာဘာလို့ဆိုဝေးတော့စပိန်နဲ့တွားရတယ်လူငယ်လေးတွေကျွန်တော်ကိုလုတ်ပေးတယ်အဲ့တော့လူငယ်လေးတွေနဲ့တွားတဲ့အတွက်အဲကျွန်တော်ကိုတိတ်မနိုင်နိုင်တော့ဘူးတဲ့ဘာလို့မှနိုင်ငံရေးအတွက်ကြုံမရှိဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီတွေကိုဒိုးတူတူကျွန်တော်ပြောချင်တာတအိန်တဲ့ဆင်းမှာကျွန်တော်တို့တွားပြီးမိတ်ဆက်တယ်စကားပြောတယ်အကုန်လုံးကလက်သိမ်းခံတယ် ဆိုတော့အဲ့ဒီမှာကျွန်တော်ကဘာတွေးလိုက်လဲဆိုတော့လူငယ်တွေရဲ့အားကိုယူလိုက်တဲ့ဟာလည်းပါပါတယ်။တော့လူကြီးတွေအားလည်းပါ။သူတတိရလိုက်တာတော့အဲ့ဒီမှာရှိနေတဲ့ကျွန်တော်တို့ကော့ဆိုက်ကြတဲ့အဲ့ဒီပကတရားလုံးကအမျိုးသမီးတူရဲ့အဖွားကြီးတွေရဲ့မဲကိုကျွန်တော်အုံဝအုပ်စုကိုရလိုက်တာပဲ။ဟုတ်နောက်တစ်ခုလည်းဆရာမမနင်တာပေါ့နော်။အဲ့ energy ကစကြရရအာအတန်ကျကပါလေဆိုပြည်သူတွေကိုဆင်းတာပြည်သူနဲ့တပြေးညီနေတာပေါ့နော်ခုဆရာပြောတယ် ့မော်တော်ဆိုင်ကယ်လည်းမရှိဘူးကားလည်းမရှိဘူးဆိုတော့မအနယ်လီတွေစပြီးစီဝေးလို့ထားပါတော့ရွက်ောက်ပွဲတွေမဟုတ်ဘူးဆိုတော့အဲ့ဒီကောင်ကမရွက်ောက်ပွဲဆိုအဲ့မှာကိုကျဲကျဲချပြီးမှဖြစ်တဲ့ကိစ္စအောင်အဲ့ဆက်ကိုကိုနေဇူလိုင်မှာကျေစွကြတယ်ဆိုတော့အဲ့မတိုင်မီကပါတီအတွက်စီဝေးဆင်းတဲ့အခါမှာအဲ့တော်တော်ပြင်ပမဆင်းရတယ်ဆရာပြင်ပမဆင်းရတချို့နေရာတွေမှာဆက်ကားနဲ့သွားရတယ်တာမန်နဲ့သွားရတယ်နွားလဲနဲ့သွားရတယ်ဒါပေမဲ့အဲ့လိုအဲ့လိုသွားရတာတွေက ဟိုပျော်စရာကောင်းတာအဲ့လိုသွားတဲ့ခါကျရင်ပြည်သူတွေဂျားတွေကိုတစ်ခါတည်းရောက်လာတာပဲတောင်းပြီးတော့အခုဆိုလို့ရှိရင်အစိုးရဖွဲ့ဝင်နေနေဆိုရင်ဒီလောက်ပြည်သူတွေနဲ့နီးနီးခတ်ခတ်ဆင်းမှုဆိုတာအခုမှအဲဟိုစားအခွင့်ရတာလေဒီဇူလိုင်ရမှာဟုတ်ဒီဖွဲ့စည်းပုံခြေကဥရရတဲ့တမျိုးရမလားစားတည်တဲ့အတိုင်းအဲ့တမျိုးသောဆက်ဖွဲ့စည်းပုံခြေရဥရအရာဆိုရင်အစိုးရဖွဲ့ဝင်ဖြစ်သွားတဲ့အခါမှာပါတီနိုင်ငံရေးမလုပ်အောင်ဟုတ်ပါလေဒီရုပ်ောက်ပွဲမှာပြန်ပြီးတော့ပါဝင်ပြီးတော့ဟိုစား ရှင်းပြနိုင်ဟိုရှင်းပြဖို့အချိန်ရောက်တော့မှာပဲပါတီနိုင်ငံရေးလို့ရတယ်အဲ့တော့ခုမှကျွန်မပြန်ပြီးတော့ပါတီနိုင်ငံရေးကိုလုတ်လုတ်ခွင့်ရတာပေါ့နော်အဲ့တော့ပါတီနိုင်ငံရေးကိုလုတ်ခွင့်မရတဲ့အချိန်မှာဆိုရင်အရင်တော့အဲ့လိုပြည်သူကြားထဲကိုသွားလို့မရဘူးအဲ့တော့ဟိုဝါချင်တာတော့အဲ့ဒီဟာလေးပါတယ်ဆရာဟုတ်ပါဒါပြည်သူတွေရှားတွေကိုမှတော့ရောက်သွားတာပေါ့နော်ပြည်သူတွေနဲ့မကင်းကွာတာမမရရဆိုကျွန်တော်လေခွင်းထဲမှာမြူတီတောင်းရယ် ပဲဟင်းညိုနေတယ်ထမင်းစားခဲ့ဦးတယ်မှာသူတို့ကအဲ့ဟောတိတ်တူပေါ်ကြကျွန်တော်တို့ကလက်ရည်ပြင်စီလေးကိုယ်စလေလောင်းကလာစားတယ်ဆိုတော့ဟုတ်ဘာလို့ရလာနေစားတာလဲကျွေးကျွေးကျွေးလာနေစားတာပေါ့မှာအဲ့ဒါကြီးကတော့ပြောပြန်စဉ်းစားခြင်းပြောကြလဲကောင်းတယ်စိတ်တက်ပြည့်ကြွားစရာလဲကောင်းတယ်အခုအခုခေတ်ဆိုရင်တချို့ကဒါတွေတောင်မေ့သွားပြီအခုမေ့သွားတဲ့လူတွေလည်းပြန်ပြီးတော့သတိရဖို့လိုတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကဒီလောက်တောင်မှ ်ဒီမိုကရေစီလမ်းကိုပေါက်သေးတာမဟုတ်ဘူးဟုတ်နောက်ဆုံးလည်းမရောက်သေးဘူးနောက်ဆုံးဒီမိုကရေစီလမ်းဆုံးဆက်တော့ဘယ်တော့မှမရှိပါဘူးမပြောတာတကယ်ဒီမိုကရေစီနိုင်ငံကြီးတွေတောင်မှအမြဲပဲစင်ကုန်မှုတစ်ခုမဟုတ်တစ်ခု ਨੇ နေဆိုင်နေရတယ်အဲ့တော့ဆရာတွေပြောမှာဆိုစင်ကုန်မှုကြီးတစ်ခုကတော့ဒီအနှစ်20ဟုတ်ကဲ့လို့ပေါ့နော်အကျဉ်းချခံရတာအဲ့ဒီဟာကြတော့ဆရာဘယ်လိုနိုင်ငံကြီးရက်တည်ချက် ਨੇ ဖြတ်တန်းခဲ့လဲခဲ့လဲဒါမှမဟုတ်ပုပ်ကွေးရက်တည်ချက် ਨੇ ဖြတ်တန်းခဲ့ မအဲ့ဒီကကျွန်တော်တို့ဒီပေါ့နော်ထောင်ကောက်ကိုစေကျွန်တော်တို့ရွေးကောက်ပွဲအနိုင်ရတယ်ပေါ့နော်မေလမှာရွေးကောက်ပွဲပြိုင်အနိုင်ရပြီလေတဲ့ခါဟိုတွတ်တော်ခေါ်ပေးရမယ်ဆိုပြီးတော့ကျွန်တော်တို့ကဂန္ဒီညီလာခံတွေဘာတွေမှာတောင်းဆိုခဲ့အဓိကအဲ့ဒီဂန္ဒီညီလာခံကလည်းတွတ်တော်ခေါ်ယူပေးဖို့တောင်းဆိုတဲ့အမှနောက်မှာကျွန်တော်တို့ကတစ်ချက် message ပေးတာပါပါတယ်အဲ့ဒါဘာလဲဆိုတော့နိုင်ငံရေးပြဿနာများကိုတွေးဆပြီးအဖြေရှာပါလို့ပါလိုက်တယ် အဲ့တော့အဲ့ဒီဟာကလည်းအကောင့်ထဲမှာပေါ်ဘူးဆိုတော့ကျွန်တော်တို့ကဂန္ဒီရဲ့နောက်ဆက်တွဲမလာဘူတာမှာကျွန်တော်တို့အစီအွေလုပ်မိပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်လွတ်တော်ကိုယ်စားလှယ်ကြီးကအဓိကရဲ့ရည်ရွယ်ချက်ကတော့လွတ်တော်ခွန်မပေးရင်ကိုယ်စားလှယ်ကြီးဘာလို့တင်တယ်လဲပေါ့။ဒါပေမဲ့အဲ့ဒီရဲ့နောက်ွယ်မှာလည်းဘာအဓိက message ကပါလို့ဆိုနိုင်ငံရေးပြဿနာတွေကိုခေါ်ယူတွေ့ဆုံရှင်းနေမှာကျွန်တော်တို့တွေ့ဆုံဆွေးနွေးရဖို့ဥတည်ပြီးတင်လိုက်တယ်။ဒါပေမဲ့နောက်ပိုင်းကြာလိုက်တော့ဘာဖြစ်လာလိုက်လဲဆိုတော့အဝေရောအဆိုရောပေါ်လာလိုက်တဲ့အခါကျတော့ အမရဗုဒ္ဓမှာအစီဝေးတက်တဲ့လူတွေအားလုံးကကျွန်တော်ပြလိုက်တဲ့ကျွန်တော်နိုင်ငံတော်ပုံကံမှုနဲ့တရားစွဲပြီးထောက်နှစ်စီချခံပါ25နှစ်စီချခံအဲ့တော့ဒီဖြတ်သန်းတဲ့ကာလကတော့ပုံမှန်လင်းလင်းပြောရမယ်ဆိုရင်အလွန်လက်ကျန်တတ်ပါတယ်အလွန်လက်ခက်ခဲပါဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာကျွန်တော်တို့ရင်ထဲမှာဘာရှိနေသလဲဆိုတော့ကိုယ့်ကိုယ်ကိုပြန်စောက်တည်ရတော့ကိုယ့်ယုံကြည်ချက်ကိုကျွန်တော်တို့မဖောက်ပြမဖောက်ပြဖြစ်ဘူးယုံကြည်ချက်ခိုင်မှာနောက်တစ်ချက်ကခုနကပြောတဲ့ကိုယ့်ပါတီပေါ်တစ္ဆာမဖောက်တော့ နောက်တစ်ချက်ကရေဖို့ရေပွဲချင်းဆောင်တည်ပါဆိုတော့ဟိုကျွန်တော်တို့ဒီအစီအွေတက်တဲ့နောက်ကမှာအပေးတဲ့ရေဖို့ရေပွဲတည်ဦးတယ်တချို့တက်နိုင်တယ်ကျွန်တော်တို့ save လုပ်ခဲ့တယ်အဒီဟာကတော့အစီအွေတက်တဲ့လူတွေကတော့ဒါဒီအားလုံးကိုတင်ကြုံပြီးတော့ဒီဟာတွေပုံမှန်တွေကိုခံလိုက်တာအဲ့တော့ကျွန်တော်တို့ကနှစ်အစီအကြထောင်ထဲမှာတော့အဲ့ဒီမူကိုပဲကျွန်တော်တို့ကြိုက်ထားပါတယ်ကျွန်တော်တို့ရဲ့အဲဆုံးပြတ်ချက်ပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ယုံကြည်ချက်ပေါ်တည်ဆံမဖောက်ဘူးခုနပြောတဲ့ပါတီပေါ်ရဲ့ရေဖို့အဲ့ဒါနဲ့ပဲကျွန်တော်တို့ဖြတ်တန်းခဲ့ရတယ် ရုပ်ပိုင်းကြီးကတော့ကျွန်တော်တို့ကကိုယ့်ကိုယ်ကိုကျမ်းမိုက်လို့ရှားပြင်းနေဖြောက်တည်လို့ရစီပိဆိုင်ရာကတော့ခုနကပါလို့ကျွန်တော်တရားတော့ထိုင်နေမှာအဲ့ဒါနဲ့လေကျွန်တော်တရားဖြတ်တန်းခဲ့တာပေါ့တနည်းအားဖြင့်ပြောရရင်ကို့နောက်က background ကမိသားစုကလည်းကို့ကိုအားပေးပါတယ်မှာဟုတ်တနည်းပြောရရင်တော့အမျိုးသမီးတွေကကြက်ညက်ခံရက်တည်ပြီးတော့ကျွန်တော်တို့တန်းနိုင်တဲ့မြတ်ထောင်ဝန်စားလာတွေ့တော့ပေါ့မှာရန်ကုန်ဆိုတလတခါညကြီးနာကြတော့လေးလတခါတော့အဲ့ဒါတွေကလည်းကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာအားပေးမှုဖြစ်ပါတယ် မပူဘဲနဲ့ပေါ့အိမ်ကိစ္စမပူနေဆိုတော့အဲ့ဒါလေးကလည်းအားပေးမှုပဲမှာကျွန်တော်တော့အဲ့လိုတတ်မှတ်ထားလာမှာဟိုငါတော့ energy ဖြတ်သန်းခဲ့တဲ့ဟာတွေမှာ energy ရက်တင်ချက်တွေမှာဂုံယူဆုံးကိစ္စကတော့နှစ်ခုอ่ะပါလဲဆိုတော့ငါတို့မူချလိုက်တယ်ကို energy အဖို့ဝင်နေတာပေါ့နော်ဟိုဒီလိုဖန်ခံရလို့ရှိလို့ရှိရင်ဒီတရားရုံရောက်သွားလို့ရှိလို့ရှိရင်ကာကွယ်တဲ့ပေးမဲ့လူမဲ့တဲ့အခြေအနေမှာဘယ်တော့မှမရှိပါဘူး။ဒါကြောင့်မလို့အဲဥပဒေအထောက်အကူဖွဲ့ဖို့ ဖွဲ့လိုက်တယ်ဖွဲ့လိုက်တယ်ဖွဲ့လိုက်ဆိုတော့ရှုံးမယ်ဆိုတော့သိတာပေါ့ဟုတ်ကူအစတွေကဟိုအစတွေကဖတ်ပြီဆိုကြတဲ့ကတော့စင်ကြက်ကဆုံးဆတ်ဆုံးဖြတ်ထားပြီဆိုတော့ရှုံးမယ်ဆိုတော့သိပြီမယ်လေဘယ်လိုပဲပြောပြောကိုယ့်လူတွေမပစ်ထားဘူးအဲ့ဒီအချိန်မှာဆရာတို့ကအဲ့ဒီဟာမပြီးတော့စောသွားတယ်ဒီနောက်ပိုင်းမှာပြန်ထွက်လာပြီးမှဟိုပထမပထမအချိန်ပေါ့နော် အချိန်ကျုပ်ကထွက်လာ95မှာအဲ့ဥပဒေထောက်ကူဖွဲ့ကိုဖွဲ့လိုက်တယ်ဖွဲ့လိုက်ပြီးတော့အဲ့ဒီ NLD ဖွဲ့ဝင်နေတယ်မဟုတ်ဘူးပေါ့နော်နိုင်ငံရေးအရာ ဖန်ခါရီလူဘယ်သူမှမဆိုလိုအပ်လို့ရှိလို့ရှင်ဥပဒေအကာအကွယ်ရေးဥပဒေရကာကွယ်ပေးမယ်တရားရုံးမှာတက်ပြီးတော့တို့ရှင်းနေရကာကွယ်ပေးမယ်ဆိုပြီးတော့အဲ့ဒီဟာတကူနောက်တစ်ခုကတော့ဒီနိုင်ငံရေးယုံကြည်ချက်ကြောင့်မလို့သားသမီးတွေကိုပညာမသင်ပေးနိုင်ဘူးဆိုတဲ့အခြေအနေမျိုးရှိရတယ်အဲ့တော့အ ਨੇ ဆုံးတော့ဆယ်ထားအောင်နေတိပေါင်ပို့ပြီးရတဲ့ရတဲ့နည်းနဲ့ကိုချင်းချင်းစုပြီးတော့ပေါင်ပို့ပေးမယ်။အော်နောက်တတိယချက်တစ်ခုရှိသေးတယ်။ကျမကြီးဥတော်မှုမရဘူးဆိုရင်မဖြစ်เสียအောင် ဲ့ဒါတော့ဟိုငါတို့အတွက်ကတော့ဒီအဖွဲ့ချုပ်တွေအင်တာမဂုံယူနိုင်တဲ့ကိစ္စတွေဖြစ်တယ်လို့လာမှတ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒါကတော့နိုင်ငံအတွက်ရည်ရွယ်ချက်တွေနဲ့တသားတယ်ပဲတရားဥပဒေစိုးမိုးရေးဒါရောမလို့ဥပဒေကြီးကကိုယ့်ရဲ့ရုပ်ဝရဲ့ဘက်တွေကိုအပြည့်ဝကာကွယ်မယ်ဒါပေမဲ့ကျမတို့ရဲ့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင်ကျန်းမာရေးနဲ့ပညာရေးဟာအဓိကပဲ။ဒါမှမဟုတ်ကျမတို့ကတတ်နိုင်တဲ့ကိုလက်လှမ်းမြေရပါတော့။ကိုယ့်ရဲ့ဟိုရဲဘော်ရဲဘက်တွေ ဒုက္ခရောက်နေတဲ့ရေဘော်ရဲ့ပဲဒီမိသားစုရဲ့ကြောက်တယ်ကျမကြီးပညာကြီးကိုစောင့်ရှောက်မယ်ဆိုပြီးတော့အဲ့လိုလုပ်ခဲ့နိုင်တာတော့ငါတို့အဖွဲ့ချုပ်တွေဂုံယူစရာကိစ္စတခုပဲလို့ဒီလိုပဲတတ်မှတ်ပါတယ်အဆရာအနေနဲ့ဒီအဖွဲ့ချုပ်ကနေပြီးတော့ဦးဆရာကိုဆရာကနေပြီးတော့အဲအကျဉ်းအကျဉ်းကြတဲ့ဘဝပေါ့နော်အဲ့ဒီကနေပြီးတော့ပြန်ပြီးတော့ဆရာပြန်လွတ်လာတော့2000ကိုခုနှစ်မှာပါအဲ့တော့ထုံနေမှာတခါထုံထက်ကြသေးတယ်မှာ ကျွန်တော်တို့ထုံထဲမှာထုံထက်ကြတာဘာလဲဆိုတော့ကျွန်တော်ထုံထဲမှာတတ်နိုင်တဲ့မြတ်အချင်းချင်းအားပေးရုံနဲ့မကဘူးကျွန်တော်တို့နိုင်ငံရေးတည်နေတွေထုတ်ဖို့ဆိုပြီးတော့ကြိုးပမ်းကြတာပေါ့နော်အဲ့ဒီထက်မှလည်းကျွန်တော်တို့အဲ့ဒါတစ်ချက်တော့နည်းနည်းပြောကျွန်တော်တို့စုတွတ်တွေ့ဆိုပြီးတော့ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးကျင်းတော်များလွတ်မြောက်ရေးလွတ်ပေးပါနောက်တစ်ခုကလွတ်တော်ခေါ်ပေးပါနောက်တွေ့ဆုံဆွေးနွေးရေးလုပ်ပါဆိုအဲ့ဒါလေးခေါင်းစဉ်လေးနဲ့ကျွန်တော်တို့ campaign လေးတွေလုပ်တယ်ပေါ့နော်နိုင်ငံရေးတည်နေလေးတွေကိုဆာရွက်ကလေးတွေနဲ့ရေးပြီးတော့ထုတ်လို့အဲ့တော့မမှန်တည်နေတွေ့နေဆိုပြီးငားငားနဲ့ ကျွန်တော်က9နှစ်ကြာတယ်။အဲ့တော့ခက်ကြနောက်တစ်ခါကျွန်တော်တို့ကအဖွဲဖွဲလိုက်တယ်ပုံမှန်ကျွန်တော်တိုင်မြင်ရတာပေါ့အဲ့ဒီတိုင်မြင်မှုဆိုတာတခါတလေလဲလှမ်းអော်ပြီးပြောကြတာပေါ့အဲ့တော့ဖွဲဖွဲလိုက်တော့ကျင်းသားနိုင်ငံကြီးကျင်းသားမဟုတ်တော့ဘူးကျင်းသားများခွင့်ရေးကာကွယ်ရေးအဖွဲ့စုဖွဲလိုက်တော့ NLD ပါတယ်ចောင်းသားလေးတွေပါတယ်နောက်ပြီးတော့ဒဏ်ရတာပါတယ်နောက်ပြီးတော့ကျွန်တော်တို့ BCP ရတယောက်ပါတယ်နောက်ဟိုကတကောပါတယ်ကျွန်တော်တို့ဂျင်မီတို့သူ့ပေါင်းတက်ကတို့ပါတယ်အဲ့ဒီ၅ယောက်ဖွဲလိုက်တော့ မတရားအတင်းတစ်ခုဖွဲ့တယ်ဆိုပြီးတော့ငါးငါးနဲ့ငါးနှစ်အဲ့၁၂နှစ်ထပ်ကြတယ်မှာအဲ့ဒီလုံကလေကျွန်တော်တို့ဘာနဲ့ရက်တည်တယ်ဆိုတော့ဟိုမခွနပြောလဲလို့ဟိုကာကွယ်ပေးမယ်ဆိုကျွန်တော်တို့ဟိုအမိန့်ချတာတရားသူကြီးအမိန့်ချတာထောင်ထဲမှာလာပြီးတော့ပြောတော့အဲကျွန်တော်တို့အမိန့်ချမယ်စောင့်ရအောင်မဆိုတာတရားသူကြီးကဘာလို့ငါတို့ကိုစောင့်အောင်မပြောလာလဲမသိဘူးပေါ့ခဏနေတော့စာရေးလေးလာပြီ ဆိုင်ကလေးကိုဖတ်ကြတော့မှကျွန်တော်တို့အမိန်ချတယ်ကျွန်တော်ပြောချင်တာတရားသူရေးဆုံးဖြစ်ပြေဆုံးခဲ့ချက်မဟုတ်ဆိုင်ကလေးဖွင့်ပြီးတော့မှကျွန်တော်တို့ဆယ်နှစ်နှစ်ကြာတယ်ဆိုတာပြောတာပါမှမှမှမတရားတွေပါဒါလေးကအဲ့ဒါအဲ့လိုကြာခဲ့ကြာပြီးထွက်လာလိုက်တော့2010မှာကျွန်တော်တို့ပြန်ပြီးရုံးလေးပြန်ဖွင့်မယ်အဲ့ကျွန်တော်နှစ်လလောက်တော့နားလိုက်တယ်အမိုင်ကျမ်းမာရေးပြန်ပြီးပြီးလိုက်ကလေးကကျွန်တော်တို့စီယုံရေးထပ်ပေါ်မှာပြီးပြန်ဆင်းရအဲ့ဒီအတွေ့အကြုံလေးလေးလည်းပြောချင်တယ်မှာကျွန်တော်တို့အခုကူပဲပြေလက်ပက်သွားတော့မှမရရပါအခုကိုကြည်တိုးလည်းပါတယ် ကိုကြည်တို့ကကန်းနာနေဆောင်ကျွန်တော်ရဲ့ဦးသိန်းနိုင်ရဲ့ဦးအောင်ကျဲရဲ့ဦးကြည်ဝင်းရဲ့ကအေရီမြေထဲမှာဆက်လီလေးငှားပြီးတော့တွားကြတယ်ကျွန်တော်တော့ကတောက်လျှောက်ထောက်လိုက်ရတယ်အေရီထဲမှာနှစ်ဆင်းပဲရှိကျွန်တော်တို့ကရှေ့အပ်သေးနောက်ကထောက်လိုက်ရတဲ့စင်အဲ့ဒါလေးနေလို့ကျွန်တော်တို့အခါမဲ့လူတွေမရှိဘူးခင်နေပြီးတော့ကျွန်တော်တို့စီယုံလာဆန်းနေမှဒီဒီအေရီနေရာမရှိတက်ဖို့ကန်သွားအေးအဲ့ဒါပဲပဲပဲကျွန်တော်တစ်ဆင်းနောက်ပိုင်းစနစ်ကျွန်တော်မှကြားပြဆက်နေမရောက်ဘူးမရောက်သေးဘူးမမရရကြော်ကြတော့ ျွန်တော်ကြော်ပရောင်းကကြားပြမှာယူလိုက်တာဘာကြောင့်ယူလို့ဆိုတော့12နာရီည12နာရီမှာအစည်းအဝေးလုပ်ရတယ်လက်ခံမဲ့လို့မရှိဘူးလူမရှိဘူး12နာရီည12နာရီတကောင်မှလုပ်ရင်နဲ့အစည်းအဝေးတက်မဲ့သူ9ယောက်လောက်ရှိတယ်โอเคခင်ဗျားတို့က12နာရီလို့ဆိုရင်ကျွန်တော်တို့လည်း12နာရီစောက်ပြီးလို့ဆိုတော့ကြော်ပရောင်းမှာကျွန်တော်တို့အစည်းအဝေးလုပ်လိုက်တယ်ဆိုလိုချင်တာအဲ့ဒီအချိန်မှာလူတွေကအကြောက်တရားတားနေကြီးနေတဲ့အချိန်ဆိုတော့ကျွန်တော်တို့အစည်းအဝေးလုပ်ရတာခိုးကြောင်ခိုးဝဲလုပ်ရတယ်လက်သက်ခံမဲ့လူတွေနေလို့ရတယ်အဲ့ဒီကနေကျွန်တော်တို့2010ရုံးနေပြပို့ပြီးတဖြည်းဖြည်းစုရတာမဟုတ် အဲဒါပေမဲ့ကျွန်တော်တို့လူတွေကကြောက်တာကြောက်တာသူတို့ရဲ့ဟိုအားတွေမှာရှင်ထဲမှာတော့ NDU ထောက်ခံအပိချင်းတွေဆိုတာရှိတယ်အဲ့ဒီအတွေ့အကြုံတွေပါဆိုခုကြားလို့ရှိရင်စာပြန်ရင်းဟိုကြော်ပရောင်းလိုခါမှာအစီဝေးလို့ဟိုနေရာမရှိဘူးယုံမရှိဘူးစားတော့ဆိုင်လေးမှာ72နိုင်တီတီလို့ရတယ်လို့ရတဲ့ခါကျတော့9ယောက်လောက်ပဲတက်တယ်အဲ့ဒီတည်းကသူတို့ကကျွန်တော်ဟိုအားဖြစ်ပြီးတော့စနစ်ချပြရွေးကောက်ပွဲမှာကျွန်တော်လှန်တောင်ပြီးသူတို့ဆီကပြိုင်မှာလို့ပြောတာမှာကြော်ပရောင်းကတော့တင်မျိုးလူတို့အကုန်လုံးကတော့ ်စိတ်အားထက်တယ်အဲ့ဒီကနေတစဉ်ကျွန်တော်လောလျှောက်ပြန်ရောက်လာတာပုံမှန်ဆယ်နှစ်ကြာပြတ်လဲရုပ်ောက်ပွဲနိုင်ရတာပေါ့ဆရာအဲ့လိုကဘယ်လောက်လူကြီးကြောက်နေလဲဆိုတာပြောလို့လေဒီဟာဟိုဟိုထပ်ပြောချင်တယ်ဘာဖြစ်လဲဆိုတော့ဒီလိုမျိုးငါတို့ဆိုတာ2016ခုနှစ်မတ်လမှာတောင်းဝင်ယူရမလားတောင်းဝင်ယူပြီးတော့နောက်တစ်နှစ်လောက်အကြာမှာဒီငါတို့တောင်းဝင်ယူပြီးတော့မကြခင်မဲ့ရခိုင်ကိစ္စတွေကဖြစ်နေရခိုင်ပြဿနာတွေကဖြစ်ပြီးတော့တော်တော် ငါတို့လည်းယုံကာရတာပေါ့နိုင်ငံအတွက်အဲ့တော့တစ်နှစ်လောက်မပြည့်မပြည့်ခဲ့ပေါ့2018ခုနှစ်မှာအိမ်နိုင်ငံသားတယောက်ကမြည်တယ်ဟိုဘာတုတ်တက်မှုတွေရှိလဲပေါ့ဒီ NLD အစိုးရတောင်းယူခဲ့ရအဲ့တော့ချက်ချင်းပြောတယ်ဘာတခြားတုတ်တက်မှုတွေမှာတွေရတော့အင်္ဂန်ကိန်းကဏ္ဍနေပါတယ်နဲ့ပြလို့ရတယ်နောက်ငါတို့ပထမတစ်နှစ်နှစ်လက်ကဆရာသိတဲ့အတိုင်းပဲဟိုအရှုပ်တွေကိုရှင်းတာနေပဲအချိန်ရောက်ပို့တော့ကုန်တယ်ဒါပေမဲ့တိတိတသာ မြင်နိုင်တာတော့ပြည်သူတွေအကြောက်တရားအများညော့သွားဟုတ်ဆရာစဉ်းစားကြည့်2018ခုနှစ်ခုနှစ်မှာဘယ်ပါတီကအဲ့လိုပုံရှုပ်ွယ်ရှုံနေညညတကောင်မှာဆိုစီဝေးလူရဲတဲ့အဆင့်ရှိလို့ဟုတ်နောက်ပြည်သူတွေကလည်းတော်တော်ကိုအကြောက်တရားမြင်းများဆန်ဆန်ကိုညော့သွားတယ်မြင်းများဆန်ဆန်ကိုညော့သွားဆိုအဲ့ဒါလည်းဘာလို့တော့ဒီလိုပဲပြပြတာမတို့ရဲ့ဟို NLD ရဲ့အောင်မြင်မှုတစ်ခုလို့သတ်မှတ်တယ်ပြည်သူတွေအကြောက်တရားအတ္တမှာညော့သွားတဲ့ကိစ္စအကြောက်တရားရှိနေသေးပြီးတော့ နိုင်ငံတိုင်းနိုင်ငံတိုးတက်ဖို့ဆိုရင်ဓမ္မဟုတ်ခဲ့မှာပါအဲ့တော့ဆရာအခုဆိုလို့ရှိရင်ဟို2015မှာလည်းအရွေးကောက်ပွဲကြောဖြတ်ခဲ့ပြီပေါ့နော်အခု2020အရွေးကောက်ပွဲကိုမျက်နှာမူနေတဲ့အချိန်မှာပြည်သူတွေကိုအကြီးကျပါများပြောချင်ပါတယ်အဆရာကိုအင်တာဗျူးလုပ်ရတယ်တော်တော်ကောင်းတယ်ခါတိုင်းရှင်ကအင်တာဗျူးလုပ်ခါအဲ့ဒီဟိုမီဒီယာတွေကကိုယ့်ကိုအင်တာဗျူးလုပ်တာကိုယ့်ကို မာနေပြန်ပြီးတော့ interview လုပ်ရတာပိုပြီးပြောစမ်းကောင်းမာဟိုပါတော့ဒီရမပြောခင်ကျွန်တော်အဖွဲ့ဝင်ပေါ့နော်တာမန်အဖွဲ့ဝင်လို့ကျွန်တော်ပြောခဲ့ပါဒီ Odena NLD အဖွဲ့ဝင်တူအနေနဲ့ကျွန်တော်ဆက်ဝင်ခဲ့မြို့နယ်စီတောင်မဖြစ်ဘူးမိုင်းအဲကျွန်တော်မြို့နယ်စီမဖြစ်ခင်မှာပဲအပန်းခံနေတယ်အဲကျွန်တော်ပြန်လွတ်လာတဲ့အချိန်ကျမှကျွန်တော်မြို့နယ်စီဖြစ်ပါတယ်နော်အဲအမရဗုဒ္ဓမှာမြို့နယ်စီဖြစ်ပြီးတော့မှတိုင်းစီဖြစ်ပြီးတော့မှ2013ရောက်မှကျွန်တော်ကဘိုးလုံးမှုဆိုဖို့ပြောရခြင်းတော့ဆက် NLD ပါတီတစ်ခုမှတစင်းချင်းတစင်းချင်းတက်ရတယ်မိုင်း ခုမြန်မတည့်အောင်အဲ့ဒါလေးတွေကိုလည်းကျွန်တော်နောက်လူတွေကိုသိစေချင်နိုင်ငံရေးလှုပ်တယ်ဆိုတာသူကခန္ဓာရင်ရှိရမယ်ဇွဲရှိရမယ်ဒီမှန်းချက်ရှိရမယ်ပေါ့နော်အဲ့တော့နောက်ပြတော့ယုံကြည်ချက်လည်းမဖောက်ပြတဆင်ချင်းတည့်ရမယ်ဆိုတာလေးတွေကိုနောင်မျိုးဆက်တွေတွေကိုသိချင်ပါတယ်မိုင်းဟုတ်ငွားဟိုဒီနေ့ကပြောပြသေးပေါ့နော်ငွားဆက်ငွားဆက်ပြီးတော့လှုပ်ထားတာ1988ဟုတ်ဟုတ်တကယ်တော့ ဝမ်2010နောက်ပိုင်းမှာပါလီဥက္ကရာဖြစ်တာဟုတ်တယ်မဒီဒီတောက်လျှောက်မှာအထွေတွေတွင်းပို့နေနေအရင်တော့အမအငယ်ဆုံးလိုလိုလားလားအခုအကြီးဆုံးဖြစ်သွားတယ်အခုအကြီးဆုံးဖြစ်သွားတယ်အငယ်ဆုံးကနေအကြီးဆုံးဖြစ်သွားပြီဒါပေမဲ့အဲအဲ့ဒီတော့ကလည်းအဓိကအလုတ်ဖြစ်ဖို့ပဲအခုလည်းအလုတ်ဖြစ်ဖို့ပဲနောက်ဆုံးကျတော့ဒါပဲအလုတ်ဖြစ်ဖို့ပဲကိုဘယ်နေရာကနေပြီးတော့အဲအထီရောက်ဆုံးလုတ်ပေးနိုင်တယ်ဆိုတာအဲ့ဒါကိုအားလုံးကတယောက်ချင်းတယောက်ချင်းကြည့်ဖို့တူတယ်ဟုတ် NLD ဖော်ဝင်လို့ရတာအခုစဉ်လွယ်လွယ်လေးရဲ့ဟုတ် ဟိုလွ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 ယ်လဲလွယ်လဲနောက်တချို့ကလည်းအဲ NLD တဲ့အတွက်အတွက်ကိုယ့်အတွက်လုပ်တဲ့လူတွေလည်းပါလာတယ်ဆိုတော့ဒါဘလူးကမလုပ်ရဘူးဟုတ်ပါအရင်တော့ဆိုလို့ရှိရင်ကိုယ့်အတွက်လုပ်လို့ရှိလို့ရှိရင်တော့ NLD ဝင်ကြအကြောင်းမရှိဘူးဟုတ်ပါအဲဒီဘက်ဘောဆိုဘာမှလည်းအကျိုးများမရှိဘူးအနစ်နာခံမှုတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ဆရာတို့လို့စင်ကြီးစင်ကြီးတက်လာတဲ့ကျမတို့အမားကရဲဘော်ရဲဘက်တွေအခုရက်တိရှိသေးတာလေ အန်အိုဒီရဲ့ဟုတ်ပါတယ်အင်းအားပဲဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီအဲ့ဒီလိုအမားကရဲဘော်ရဲဘက်တီးရဲ့စိတ်ဓာတ်ကိုသင်ယူဖို့ကတော့လူစစ်တွေမှာတချို့မှာတော့လူသေးတယ်တချို့ကတော့ဝင်လာကြတဲ့အဲ့ဒီတရေပါပြီးသားပဲပေါ့ဒီရဲဘော်ရဲဘက်စိတ်နဲ့လောက်ရမယ်ဆိုတာတချို့ကြတော့အဲ့ဒီလိုမဟုတ်ဘူးအဲ့တော့ဆရာက good karma ပြောတဲ့ဟိုကိစ္စပြန်ပြီးကောက်အောင်မယ်ဆိုရင်အခု2020ရွေးကောက်ပွဲအတွက်ဆိုရင်ဆရာအဓိကပြည်သူကိုဘာများ ြောချင်ပါကျွန်တော်တို့2015မှာမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အာဏာရပြီလားဒီမိုကရေစီမျိုးစေ့တီးကိုကျွန်တော်တို့ပင်ပေါက်လေးစဖြစ်ပြီပေါ့အဲ့တော့ဒီအမြင်ရှင်တန်မှုမှာကျွန်တော်တို့တာဝန်ရှိပါအဲ့တော့ပါတီတစ်ခုတည်းဒီဟာကိုဆောင်ရွက်လို့မရပြည်သူလူတော့ကန်ထောက်ကန်နဲ့ပြည်သူလူတို့ကနေပြီးတော့ဒီဒီမိုကရေစီပင်ပေါက်လေးရှင်တန်ခိုင်မြဲအောင်ဆောင်ရွက်ပြရကျွန်တော်တို့ပါတီတွေကတော့စီးအောင်မဟုတ်အဲ့တော့2020ရွေးကောက်ပွဲကတိုင်းပြည်ရဲ့အလှည့်အပြောင်းတစ်ခုတည်းမကပါဘူး ဒီမိုကရေစီအတွက်ပါခိုင်မြဲအောင်လုပ်နိုင်မှာဖြစ်တယ်။အဲ့တော့ပြည်သူတတမဲယုံမဲသွားကိုပေးရမယ်။မဲပေးပြီးတော့ဒီမိုကရေစီခိုင်မာဖို့အွန်လိုင်းခိုင်မာဖို့ဆိုရင်ကျွန်တော်တို့ NLD ကိုမဲပေးမှဖြစ်။အဲ့ဒါဟာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့မျှော်မှန်းနေတဲ့ညီမျှချင်းတိုင်းရင်းသားတွေကိုပါလဲပြည်ကျွန်တော်တို့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့လက်ကတိပေးတာတည်ဆောက်ပါအခုအဲ့ဒါကိုလေကြိုးမအကောင့်တဲ့ပုံနေပါအမပြောပြောနေတဲ့စကလုံး၅နှစ်တန်နဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရတဲ့ ဲ့တော့ဆက်ပြီးအောင်မြင်ဖို့လောက်ကင်နိုင်မှုဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ထပ်ထပ်ပြီးရုံရုံကြည်ကြည်နဲ့ပြည်သူတွေကိုပြောချင်တာမဲပေးပါကျွန်တော်တို့ဂတိကံပါလေတတ်နိုင်တဲ့မြတ်ကိုစွမ်းဉာဏ်ရှိတဲ့မြတ်ကျွန်တော်တို့ဆောင်ရွက်မယ်ဆိုတဲ့ကြောင့်လေးတော့တည်ပြပါချင်ပါတယ်မိုင်အဲ့တော့ဆရာဆောကိုကြည့်ပြီးလို့ရှိလို့ရှိရင် NLD မှာဒီလိုလူတွေရှိပါတယ်ဆိုပြီးတော့ပြည်သူလူထုကအတက်နိုင်ပါလေယုံကြည်နိုင်ပါလေစိတ်ချနိုင်ပါလေဒီလိုမဒီလိုဆရာဆောလိုမဟုတ်တဲ့လူတွေလည်းရှိပါတယ်ဒါပေမဲ့လည်းကျမတို့ကတော့ နိုင်ငံတနိုင်ငံမှာအလုပ်လုပ်တယ်ဆိုတော့လူအမျိုးမျိုးနဲ့လုပ်ရပါတယ်နိုင်ငံတနိုင်ငံသားတွေမှာလည်းအားလုံးကနေပြီးတော့တစိုက်တဲ့တဝန်းနဲ့မဟုတ်ပေမဲ့တကယ်အရေးကြီးလို့ရှင်တော့သွေးစီကြမယ်လို့ဆိုတော့ယုံကြည်ပါတယ်ဒီ1990ခုနှစ်တုန်းကရောအဲ2010နှစ်ကြားပြရေးကောက်ပွဲတုန်းကရော2015 2015တုန်းကရောအရေးကြီးတဲ့အခါမှာပြည်သူတွေကတကယ်ကိုတက်တက်ကြွကြွနဲ့ဟိုစင်ကျင်တုံတရားနဲ့ကိုသွေးစီခဲ့တာဆိုတော့ကျွန်တော်တွေးခဲ့တာပဲမျက်စိမျက်စိစုံမိတ်ပြီးတော့သွေးစီခဲ့တာမဟုတ်ပါဘူး စင်ကျင်တုံတရားအရာတိတိချာချာချင့်ကျင်ပြီးတော့ဘာလို့သင်လဲဘာလို့ရမလဲဆိုတော့စိတ်ဓာတ်ကိုတိတ်ချမွေးပြီးတော့ဟိုထောက်ထောက်ခံရတာဖြစ်ပါလေအဲ့ဒါလည်း separate ထောက်ခံနေလို့လည်းမျောနေပါတယ်ဆရာဆရာတို့ဒီမှာသာပြီးတော့အဲ interview လုပ်ခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအမှကျေးဇူးတင်ပါတယ်အမှပြောလို့ရှိရင်ပြည်သူကလိုက်နာပါပါမှာဆောင်ရွက်ပေးပါပါမိုင်းကျွန်တော်တော့အဲ့လိုယုံနေပါအားကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်